ဟုတ်မမှန်သတင်းတွေကြောင့်နာကျင်မှုတွေအစ်တတဖန်ခန်းစားနေရတဲ့ခိုင်သိကြီးရဲ့ဖြစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီခိုင်သိကြီးကတော့အမှုပညာလောကတွေကိုစတင်ဝင်လာကလေးကတော်လက်တဲ့သူ့ရဲ့ဟန်လေးရဲ့မြမဆဆန်စပင်းရှေကြီးတွေကြောင့်ပရိသတ်တွေကြားမှာရှေးပန်းစားခဲ့သူလေးဖြစ်ပါရီချုံမိုးတွေဆိုတာဒီချစ်စရာကောင်းတဲ့မူရလေးတွေနဲ့ပြည်ပြင်းတဲ့သူ့ရဲ့တရုတ်ဆောင်ချက်တွေကြောင့်ပရိသတ်တွေကမချစ်ဘဲနဲ့မနေနိုင်ကြတဲ့အထိပါပဲဒီလိုမျိုးချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေနဲ့တချိန်ကအောင်မြင်ခဲ့တဲ့ခိုင်သိကြီးကတော့ အခုလိုအသက်50ကျော်ရွယ်ကလေးမိဘွားမှလည်းအောက်ပြီးသူကအခိုင်အမာရှိနေတော့မှာပဲအနုပညာလောကမှာနမဲကောင်းတွေ ပရိသတ်ချစ်တွေနဲ့ရက်တီခဲ့တဲ့မင်းသမီးကြီးခိုင်သိန်းကြီးကတော့အခုဆိုရင်နုပညာလောကကနေပြောက်ွယ်နေတာအချိန်တော်ကြာခဲ့ပါပြီ။စင်းညစ်စရာအကြောင်းအရာတွေမိသားစုရေးတွေကြောင့်အားလက်အောင်ဖြစ်နေရတဲ့ခိုင်သိန်းကြီးကတော့အခုဆိုရင်ပေးတုတွေရဲ့မဟုတ်မမှန်ပြောဆိုမှုတွေကြောင့်စင်းညစ်ညစ်နဲ့စားတဲ့ကြောင်ရေးပြီးတော့တင်လာခဲ့ပြီလေဖြစ်ပါပြီ။ခိုင်သိန်းကြီးကတော့ခင်မုန်းဖြစ်သူကြောင့်စိတ်နာကျင်နေရချိန်မှာမဟုတ်မမှန်တဲ့ပေးတုတွေကြောင့်နာကျင်စွာခံစားနေရပြီလေဖြစ်ပါပြီ။ခိုင်သိန်းကြီးကတော့မမျှော်လင့်တဲ့ကံကြောင့်ယောက်ျားဖြစ်သူနဲ့ခွဲကွာနေရတာအခုဆိုရင် တော့၃နှစ်ကျော်ခဲ့ပါပြီ။ခန်းသီးချီရဲ့မြို့သားကိုခန့်နိုင်ကတော့2020ဧပြီလကုန်ပိုင်းလောက်မှာဖမ်းဆီးခံလိုက်ရတာလည်းဖြစ်ပါရင်ခန်းသီးချီကတော့အမျိုးသားဖြစ်သူအချုပ်ကျချိန်ကလေးကမိသားစုစားဝတ်နေရေးအတွက်အလုပ်တွေစူးစမ်းရင်အမျိုးသားဖြစ်သူပြန်နေလွတ်လာမယ့်ရက်ကိုစောင့်မျှော်နေကြတာမှာပါပြီ။အရင်ကအမျိုးသားဦးစီးပြီးတော့လုပ်ကိုင်ခဲ့တဲ့လုပ်တွေကိုလည်းဆက်ပြီးတော့လည်းပတ်နိုင်အောင်စူးစမ်းလုပ်ကိုင်ရင်အမျိုးသားဖြစ်သူဘယ်တော့မှပြန်ရောက်မလဲဆိုပြီးတော့စောင့်စားနေကြတာလည်းဖြစ်ပါရင်ပြည်သက်တရားလေးခိုင်သိမ်းချီရင်အဖြစ်ကိုကြည့်ပြီးတော့ကိုခန့်ကျော်အမြင်ပြန်လို့ဖို့ဆူတောင်းပြီး းခဲ့တဲ့အထိပါပဲလူငယ်ချမ်းသာခွင့်ဆိုရင်အတန်ကြာတိုင်းခိုင်သိကြရလဲရှင်တထိတ်ထိတ်နဲ့စောင့်စားနေကြရတယ်လို့ ပရိသတ်တွေကလည်းမိသားစုတွေပြန်ဆောင်ကြဖို့ဆုတောင်းမြတ်တာပြင်နေပါပြီ။အခုလိုမျိုးဘယ်တော့မှပြန်လို့မလဲဆိုပြီးတော့စောင့်မျှော်ရင်းကနေတိတ်မကြခင်ရှက်ပိုင်းမှာခိုင်သိင်းစီတို့မိသားစုပြန်လည်ပေါင်းစည်းသွားပြီဆိုပြီးလိုင်းပေါ်မှာဗီဒီယိုတွေပြန်နေနေကြတာလည်းဖြစ်ပါရယ်။အဲ့တဲ့တင်ကြောင့်မင်းပရိသတ်တွေကတော့အပျော်တွေပြင်းနေနေတဲ့ခိုင်သိင်းစီတို့မိသားစုကိုကြည့်ပြီးပျော်ရှင်ပေးခဲ့ကြသလိုအနုပညာရှင်ချို့ကလည်းခိုင်သိင်းချီစီဖုံးဆက်ပြီးတော့ဝမ်းသာအားရသတင်းတွေမိခဲ့ကြပါသေးတယ်။နေတော်ကြွဲကွာနေရတဲ့မိသားစုတွေပြန်လည်ပေါင်းစည်းနေတာကိုကြည့်ပြီးအနု ညာရှင်တွေရောပြိသက်တွေကပါချီနူဝန်းတာခဲ့ကြရလေဖြစ်ပါတယ်။တက်လာတဲ့တဲ့နေ့တပ်ပုံတွေကြောင့်အလုံးကပျော်ရွှင်နေကြပေမယ့်အဲ့တဲ့နေ့ကအမားတွေပါဆိုပြီးခန်းသင်းကြီးတယောက်စိတ်ငြင်းငြင်းနဲ့ဖြည့်ရှင်လာခဲ့ပါပြီ။အမျိုးသားဖြစ်သူပြန်လုံးမဲ့ရက်ကိုစောင့်မျှော်နေရတဲ့ခန်းသင်းကြီးကတော့မဟုတ်မမှန်တဲ့နေ့ကြောင့်နာကျင်မှုတွေအစ်တစ်ဖန်ခံစားရပြီလေဖြစ်ပါတယ်။ခန်းသင်းကြီးကတော့လိုင်းပေါ်မှာပြန့်နေတဲ့တဲ့င်းစကားတွေပုံတွေကတကယ်မဟုတ်ပဲပေးတူတွေက follower ရှာကျင်လို့လုပ်တယ်ဆိုတာကိုပြိသက်တီအောင်ပြောပြလာခဲ့ပြီလေဖြစ်ပါတယ်။လိုင်းပေါ်မှာတက်နေတဲ့ video တွေကအရှိ င်ကားရိုက်ထားတဲ့ဗီဒီယိုတွေပါဆိုပြီးရှင်းပြခဲ့တယ်လို့သတင်းမေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးသူ့ရဲ့အကောင့်ကနေတင်လာခဲ့တာလည်းဖြစ်ပါတယ်။ ထိုက်သိမ်းချီရတော့အမျိုးသားဖြစ်သူရဲ့စိတ်ကြောင့်စိတ်ညစ်နေရချိန်မှာတည်င်းမားတွေကြောင့်မိပြောက်ထားတဲ့နာကျင်မှုတွေကိုနောက်ထပ်တစ်ချိန်ခံစားနေရပြီလည်းဖြစ်ပါရည်။ပရိသတ်တွေကတော့လိုင်းပေါ်မှာပြန့်နေတဲ့တည်င်းမားတွေကအမှန်တကယ်ဖြစ်လာဖို့ဆူတောင်းပေးနေကြသလိုခိုင်သိမ်းချီကိုလည်းစိတ်တက်မကြဖို့အပေးစကားတွေပြောဆိုနေကြပြီလည်းဖြစ်ပါရည်။ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားဖို့တည်င်းကြောင်းရာတွေပြင်နောက်ထပ်လေစိတ်ဝင်စားစရာအမှုပညာရှင်တွေရဲ့တည်င်းကြောင်းရာတွေကိုချိန်နေပြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။